မင်းညာကမြမဂီတာလောကအတွက်အသင်းနှလုံးကိုထိခိုက်စေခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ rock လောကတွေကအားအကောင်းဆုံးညီကိုနှစ်ယောက်ရဲ့ပုံမြင်ကို ပြောပြခြင်းပါတယ်။အမှန်တရားနဲ့ယဉ်နီတဲ့ rock စိတ်ဓာတ်တွေဘယ်တော့မှမတည်ဆုံးမှုဆိုတာကိုတတ်သိပြသွားတဲ့ညီကိုနှစ်ယောက်ရဲ့အကြောင်းပါ။ ဟုတ်ပါတယ်ဒီအဖြစ်ပြက်က EDS အဖွဲ့ရဲ့နောက်ဆုံးဖျော်ဖြေပွဲမှာဖြစ်သွားတာပါလူတိုင်းသိတဲ့အတိုင်း EDS ရဲ့ raw စိတ်ဓာတ်ကိုစတင်ဖန်တီးပေးခဲ့တဲ့အဒီကလူတယောက်ကတော့ကျွန်တော်တို့ချစ်ရတဲ့ Raymond မှာမင်းညာကဖျော်ဖြေပွဲက Raymond မရှိတော့တဲ့နောက် EDS ရဲ့ guitar key ကိုနှုတ်ဆက်တဲ့ပွဲပါဒီလိုရေးကြည့်တဲ့ညမှာ EDS ရဲ့ရင်းနှီးတဲ့ညီကိုတယောက်ဖြစ်တဲ့ Forever 1091ရဲ့တေးဆိုတေးရီ အယ်ဒီနိုကစင်ဘောကိုရောက်ရှိလာခဲ့ပါတယ်။သူကရေမွန်ကိုဂုဏ်ပြုတဲ့အနေနဲ့ရေမွန်ရဲ့နာမည်ကြီးတစ်ချင်တစ်ပုတ်ဖြစ်တဲ့မငုံနယ်တော်ကိုဖျော်ဖြေခဲ့ပါတယ်။အယ်ဒီခိုက်တက်မှာအရာရာဟာရက်တန့်သွားခဲ့ပါတယ်။စိတ်အားထက်သန်မှုပြင်းတဲ့တချင်းကိုတီးဆုံနေတဲ့အယ်ဒီနိုဟာရုတ်တရက်စင်ဘောမှာပဲလဲကျသွားခဲ့ပါတယ်။နိုင်ပိုင်းကြမှာတော့နှလုံးရောဂါနဲ့သူကွယ်လွန်သွားပြီဆိုတဲ့ဝမ်းနည်းဖွယ်တဲ့တင်းကိုကျွန်တော်တို့ကြားခဲ့ရပါတယ်။ဒီဖြစ်ပြဟာ ဘာကြောင့်ဒီလောက်ထိစိတ်ထိခိုက်စရာကောင်းနေတာလဲဒါဟာရွရွရှင်းရှင်းဖြောပြသူတယောက်ရဲ့ကွဲလို့ညမဟုတ်ပါဘူးဒီအဖြစ်ပြမှာညီကိုတယောက်ရဲ့နည်းနည်းနဲ့စိတ်တပိုင်းဆိုင်ရာဆက်သွယ်မှုတစ်ခုဖြစ်နေပါတယ်ရေမိုဟာသူ့ရဲ့ရော့စိတ်တဲ့အပြင်းနဲ့တခြင်းတွေသဘောထားတွေနဲ့ပရိသတ်တွေကိုအားပေးခဲ့ပါတယ်သူကွဲလွန်သွားတော့သူ့ရဲ့နေရာကွက်လက်ကိုဘသူမှမဖြစ်နိုင်ခဲ့ပါဘူးခုချိန်မှာအယ်ရီနိုကရေမိုရဲ့နောက်ဆုံးဖြောပြပွဲမှာသူ့ရဲ့အမတ်တရတခြင်းကိုတီးဆိုရင်းနဲ့ သူချစ်တဲ့ဂီတဆင်မြင့်ပေါ်မှာပဲဘဝကိုဆုံးသက်သွားခဲ့ပါတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့တကယ်ပဲရောစိတ်တက်ကိုသူတို့ရဲ့ရွေချယ်အတွက်အသက်ပေးခဲ့တဲ့ဂီတသမားတွေပါဆိုတာတတ်သိပြသွားခဲ့ပါတယ်။တကယ်ဆိုမငုံနဲ့တော့ဆိုတဲ့တခြင်းကိုဖျော်ဖြေနေရင်းနဲ့သူကွယ်လွန်သွားတာဟာတိုက်ဆိုင်မှုတစ်ခုတည်းဖို့ပြောဖို့ခက်ပါတယ်။ရောဂီတလောကရဲ့ပြင်းထန်တဲ့စိတ်ခံစားမှုယူသွမှုနောက်ဆုံးထွက်တဲ့အထိသူတို့ရဲ့အနုပညာအတွက်ပေးဆက်လိုစိတ် ဒါရီကုံလုံးကိုအယ်ဒီနိုရဲ့လဲကျသွားတဲ့ပုံရိပ်ကပေါ်ပြနေပါတယ်။ဒီတော့ဒီအဖြစ်ပြက်ကကျွန်တော်တို့ကိုဘာသင်ခန်းစာပေးခဲ့လဲ။ကျွန်တော်တို့ချစ်တဲ့ Raw အဖွဲ့ EDS ရဲ့ဂီတခီးပြီးဆုံးသွားခဲ့ပေမဲ့ Raymond နဲ့ Edino တို့ရဲ့ဂီတစိတ်ဓာတ်ကတော့ဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ပါဘူး။သူတို့နှစ်ယောက်ဟာ Raw လောကရဲ့မီးရှူတိုင်ကိုတောက်ပတ်စွာထွန်းညှိပေးခဲ့ပြီးနောက်ဆုံးအချိန်ထိစင်မြစ်ပေါ်မှာပဲသူတို့ရဲ့အသက်ကိုပေးဆက်သွားခဲ့ပါတယ်။ မြမဂီတလောကအတွက်ခေါင်းဆရာကောင်းသလိုအသေးနာဆရာလည်းကောင်းလာတဲ့ဒီညီကွန်တယောက်ကိုကျွန်တော်တို့ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။သူတို့ရဲ့ raw စိတ်တဲ့ရဲရင်မှုနဲ့အမှုပညာကိုအမြဲတမ်းမှတ်ယူနေကြပါစို့။အယ်ဒီနိုနဲ့ရေမွန်တို့ကောင်းရမွန်ရဘဝကိုရောက်ရှိပါစေ။